ကျွန်တော်ကချောစုကိုဆွဲလန်းရတဲ့လူတယောက်ကိုချစ်ရတာပေါ့အရင်ချစ်ရတာအဲ့တော့အပြင်မှာလည်းပဲစကားမရိုက်ကူးခင်မှာဆိုလို့ရှိရင်အဲ့လိုမျိုးသူ့အကြောင်းတွေ့ရတယ်လို့အဲသူ့အကြောင်းတွေ့ရဆိုတော့အပြင်ခင်မောင်တွေ့တာမဟုတ်ဘူးစကားတွေကချောစုအကြောင်းတွေ့ရသူ့ဒီချိန်ဆိုဘာလုံးနေမလဲစကားတွေမှာပတ်သက်ပြီးအဲ့လိုမျိုးကြိုတင်ပြီးစဉ်းစားရတဲ့အခန်းကဏ္ဍလေးရှိအဲ့မှာမစိုးကောင်းတယ် ကျွန်တော်ဟိုအရင်အင်တာဗျူးတွေမှာပြောတဲ့လိုမျိုးပေါ့နော်ခင်ဗျားကအဲ့လိုမျိုးသူကမင်းသမီးဆိုပြီးတော့အဲ့လိုမျိုးနေတဲ့ပုံစံမျိုးမရှိဘူးသူကဝင်လေလွတ်လွတ်လပ်ပဲစိတ်ထဲမှာရှိရှိသလိုနေတယ်ရဲကွန်းမရောက်တဲ့ခါမှလည်းပဲ အဲကျွန်တော်တို့သူလောက်ကြတယ်သူ့အလဲကြလို့ရှိနေကျွန်တော်ဝင်ပြီးတော့ပါဝင်ကူညီပေးတယ်ကျွန်တော်ပါတီဖြစ်တယ်မပါတီဖြစ်တယ်အတန်တွေပါဆက်ကျွန်တော်ပြောပေးတယ်ကျွန်တော်လဲကြလို့ရှိရင်သူအဲ့လိုမျိုးပဲရက်ပေးပြီးတော့ကျွန်တော်စကားပြောပေးတယ်အဲ့လိုမျိုးရှိရပါတော့သူသူတာဝန်ကိုသူအပြည့်ဝကြည့်တဲ့အာဒီတိုးဆောင်ကောင်းတယောက်ပါရှိတော့ရှိရဒါပေမဲ့အမတ်တရအနေနဲ့ကိုမိုးရံပုံပြားကိုမိုးရံသူတောက်ချောက်ချိန်လုံးစနေကျွန်တော်လည်းအဲ့လို romance အခန်းနေရမယ်ဆိုလို့ရှိရင်ကိုမိုးရံတောက်ချောက်လာလာစရတယ်ပေါ့နော်ကျွန်တော်တို့ shooting ကပြောဖို့ကောင်းတယ် ျွန်တော်ကတော့အဲ့လိုမျိုးအဲ့ရိုက်ရိုက်ဘယ်နိုင်ပုံလေးပြောမယ်ရိုက်အဲ့ဇက်ကားလေးကိုမှတ်မှတ်ရရဖြစ်တယ်ဆိုတော့ကျွန်တော်ရိုက်ကူးနေတဲ့အချိန်မှာအွန်စင်းပေါ်မှာလည်းကျွန်တော်ကဇက်ကားထဲမှာကြည့်သလိုပြင်မှာလည်းကျွန်တော်ကြည့်နေတာအဲကျွန်တော်မှကျွန်တော်အဲ့လိုဇန်ဝင်တယ်လို့ပြောမှာမျောရတယ်လို့ပြောမှာသူ့ကိုပဲကျွန်တော်ကြည့်ရတာပိုသဘောကျတယ်အဲရိုက်ကူးနောက်ဝင်မှာလည်းပဲသူ့ကိုကျွန်တော်ကြည့်တာကြည့်တယ်ဒါပေမဲ့အဲ့ဒါလည်းကာရက်တာရကြည့်တာဆိုတော့သူလည်းနားလဲပါတယ်